နောက်ထပ်ဖိုတိုမေကင်တစ်ခုကိုထပ်ပြီးတင်ဆက်ပေးကြပါရစေ။ရွှေပကြီး Fashion and Design Fashion Cut Law အတွက်ဒါဖိုတိုရိုက်ကူးနေရပဲဖြစ်ပါရခင်ဗျ။ဒါကတော့ model ပလဲဝင်းနဲ့ရိုက်ကူးနေလို့သိရပါဗျ။အဲဒီတရုတ်ဆောင်ရဲ့အမှုပညာမှာအနားယူထားတဲ့သူမဖို့ဒီဖိုတို model အလုံးမှာဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်း post တွေပေးပြီးတော့ Fashion Cut Law အတွက်ရိုက်ကူးနေလဲဆိုတာပရိသတ်များအတွက်တင်ဆက်ပေးကြတာပဲဖြစ်ပါရ။ပရိသတ်များခုပဲရှုစားကြည့်ပေးပါအောင်ခင်ဗျာ။ တို့ပြည်ညာမှုကွန်ရက်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာပြည်သက်များအခုရှူစားကြရမှာကတော့ဒါပြည်သက်တွေရဲ့လက်ခံမှုကိုရရှိပြီးတော့နည်းနည်းအားတနည်းအားမှာယက်တီထားနိုင်တဲ့ fashion and design catalog တခုဖြစ်တဲ့ရွှေပကြီးမြန်မာဝိဆောင်ကတ်လောက်အတွက်ဓာတ်ပုံရိုက်ကူးနေမှုတွေကိုပြည်သူများအားလုံးကရှုစားကြရမှာဖြစ်ပါတယ်။ဒီရွှေပကြီး fashion and design ကတ်လောက်ကိုစီစဉ်တဲ့သူကတော့ map blessy ဖြစ်ပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်ဓာတ်ပုံကိုညာနာကနေမှာဘလို့ရိုက်ကူးပုံဖော်နေလဲဆိုတာကိုတော့အခုပဲရှုစားကြည့်ပါဦးခင်ဗျာ။ ီနေ့ကရွှေပြည်မြန်မာဝတ်စုံစာအုပ်ပေါ့အခုမြို့သူမြပလဲစီစဉ်တဲ့စာအုပ်လေးကိုဒါအခုရွှေရှင်မြန်သူမြပလဲဝင်းနဲ့အခုရှင်နန်းတွင်နဲ့သူတို့နှစ်ယောက်နဲ့ရိုက်နေတာပါအဲရွှေပြည်စာအုပ်လေးဒီနေရာတနေရာရပြီးရတည်နိုင်တဲ့အဓိကအချက်ကတော့အကုန်လုံးတက်ညီလက်ညီစူးစမ်းကြလို့ပါနောက်တစ်ခုကလည်းသူတို့ဒီမပလဲနဲ့ဒီဒီဇိုင်နာတွေမင်းသမီးတွေ နဲ့သူတို့ရဲ့ relation ပေါ့နော်သူတို့ရဲ့ချစ်ချင်းမြတ်တာတရားပေါ့သူတို့ရဲ့အဲကိုတို့ shooting ပုံမှာနေမဟုတ်ဘဲနဲ့ဒီအပြင်ကိုတို့လောကမှာပါသူတို့နဲ့ခင်မင်မှုအတိုင်းတာပေါ့အဲအဲကြောင့်ဒီဆောက်လေးကအခုလိုမျိုးနေရတနေရရပြီးရပ်တည်နိုင်တယ်လို့ကိုမြင်ပါတယ် တော့ဒီရွှေပစ္စည်းပေါ့နော်။အော်မြန်မာဝစ်စုံကတ်လောက်တွေပေါ့နော်။မြန်မာဝစ်စုံလေးရိုက်တာပါ။ဒီဘက်ကစ်ထဲမှာတော့မြန်မာဝစ်စုံကိုငကောတော့လေဟိုမြန်မာဝစ်စုံကိုပဲပုံစံလေးစမ်းလာကြနော်။ fancy ဘက်စမ်းတဲ့ပုံလေးဟိုပို့ဝေးကြပါလား။ခုနောက်ပိုင်းကျပြန်ပြီးတော့ဟိုခစ်ကပြန်ရောက်လာတော့ရင်ဖုံပြန်မရင်မုံမှာမှာခတ်တူလေးပေါ့နော်။ရင်မုံခစ်ကိုပြန်ရောက်လာပါပေါ့နော်။တုံးကတကယ်မြန်မာစံနဲ့ရင်မုံပုံစံလေးကိုပဲအမျိုးမျိုးပြန်ချုပ်လာကြရပါပေါ့နော်။အဲဒီနှစ်ကတော့ မြန်မာရင်ပုံးလေးတွေဟိုမှာခတ်တူလေးတွေဒါမှမဟုတ်ရင်ပုံးစစ်လေးပေါ့နော်အားလေးပို့ပြီးတော့ခေစားမယ်လို့ထင်ပါတယ် အရင်တော့ကတော့တိရတိရဒါပေမဲ့အဲ့လောက်ကြီးမရင်းနေဘူးပေါ့နော်အာမရင်းနေဘူးဒီနောက်ပိုင်းရတော့မှမပလဲနဲ့ဒီဆက်ဆက်မီပေါ့နော်ဒီနေ့လည်းမီဒီယာလုံးနေရလဲပါဆိုတော့အဲ့ဒီကနေသွားပြီးတော့ဆက်ဆက်မီနေနေကိုကဒီ model ဘိုင်းရော presenter ဘိုင်းရော MC ဘိုင်းရောလုံးနေရဆိုတော့အာသွားချိန်မီပြီးတော့အာမြန်မာဝတ်စုံလေးလည်းယနေ့ဝေးရတယ်ကြိုက်တယ်လေဝေးလည်းဝေးဖြစ်ပါတယ်အများကြီးမဟုတ်တော့ပေါ့နော်ဝေးတော့ဝေးဖြစ်တယ်အဲ့ရောမပလဲရအဲ့ဒါရိုက်မလားဆိုတော့အာမသမီးလည်း သဘောကျတယ်ဗောနော်ရရတာပြီးတော့ကိုကိုရန်လည်းအဲ့ catalog တွေကိုကြည့်ပြီးတော့ဒီ design တွေကိုချုပ်ဖြစ်တာကိုမြန်မာဝတ်စုံတွေကအင်တာနက်ကကြည့်တယ်အဲ့လို catalog တင်နေဆိုတော့အဲ့လိုသွားဆက်မိပြီးတော့ရိုက်ဖြစ်သွားတာရှင်ဟုတ်ကဲ့ ောက်ထပ်ကဏ္ဍတစ်ခုအနေနဲ့နုပညာရှင်တွေကနေပြီးတော့ဒါချစ်ကြတဲ့ပရိသတ်တွေအတွက်ကိုသူတို့ရဲ့လက်တလောမှာဘာတွေနုပညာလှူရှားမှုတွေရှိနေသလဲဆိုတာပြောပြထားပါသေးတယ်ခင်ဗျ။အနုပညာမိုးကောင်းငင်အစည်းအဝေးကနေပြီးတော့ပရိသတ်များအတွက်ပုံမှန်တင်ဆက်ပေးနေကြကဏ္ဍတစ်ခုဖြစ်တဲ့သူတို့ဘာလုပ်နေလဲကိုကြည့်ရှုပေးကြပါအောင်ခင်ဗျာ။နုပညာလှူရှားမှုတော့ခုကျွန်တော်ဟိုမြင့်မော်ရိုကြီးဂုံတိတ်ခါဆိုတဲ့ဇာတ်ကားလေးရိုက်နေပါတယ်။ရိုက်တာကတော့ပိုတန့်ပါအဲမြန်မာကတော့ခိုင်တင်းကြီးရဲ့ဆွေအီဆန်ရဲ့နောက်အမေတော်နွဲ့နွဲ့ဆန်တို့နောက်တခြားဇာတ်ပုဆိုင်ရဲ့အင်အားတွေအများကြီးပါပါတယ်ခင်ဗျာ။ ဒီကားရိုက်ပြီးသွားရင်ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိပါတယ်ဟုတ်ဟုတ်အခုလောလောဆယ်ကတော့မြစ်မိုးတို့ကြီးဂုံတိတ်ခါဆိုရဲဗီဒီယိုကားလေးရိုက်နေပါတယ်ရှင်ဟုတ်ကဲ့လက်တလောအနုပညာလိုရှောင်းမောကူပရင်းတီဟာနဲ့ပါပဲဟီဟီဟာဆိုတဲ့ကားကြီးရိုက်ထားပါတယ်နေပြီးတော့ဒရိုက်တာဒွေးမြစ်တာနဲ့ကလောဘတ်မှာအဲမိုဟီကိုရဲနေပြီးတော့အခုမင်းသားမြင့်မြတ်ရဲပေါ့နော်ကိုခင်လိုင်းလည်းပါပါတယ်တော်ကြီးကန်းဆိုပြီးတော့ကိုဆိုလူနိုင်ကားကြီးအဲ့ဒါလေးလည်းရိုက်ထားပါတယ်အာဟိုပါပေါ့ အားရအားသလိုပေါ့ခုနှစ်သားသမီးအတွက်အလိုဘေးရင်တွက်ပေးတာတွေပါလေနည်းနည်းပါးပါးရှိပါတယ်အဲအဲ့လိုမျိုးလေးတွေလည်းလုပ်ပါတယ်အော်လက်တလောကညီမဒီတကြံပြီးလို့ရှင်အော်ခွေထွက်ဖို့ပေါ့နော်တချင်းခွေထွက်ဖို့လုပ်နေပါတယ်မီနီအယ်ဘမ်လေးထွက်မှာပါဟို6လပိုင်းလောက်ပေါ့နော်အဲ့ဒါလေးကိုပဲအဓိကထားပြီးလုပ်နေပါတယ်ဟုတ် ကဲခုကျွန်တော်တို့တွေအားလုံးမျောလင်းဆောင်စားနေကြတဲ့တကြံဆူတဲ့ကာလာယူရောက်ရှိလာဖို့အတွက်တိတ်မလို့တော့ပါဘူးခင်ဗျာဒီတော့ဒါအနုပညာရှင်တွေကနေပြီးတော့ပရိသတ်များအတွက်သူတို့တကြံမှာဘာတွေလုပ်ဖို့ရှိတယ်လဲနောက်ပြီးတော့တကြံအတွက်ဒါနှစ်တကူဆူတောင်းစကားလေးတွေကိုပရိသတ်များအတွက်ပြောပြပေးထားပါတယ်ခင်ဗျာပရိသတ်များအနေနဲ့အနုပညာရှင်တွေပြောပြထားတာလေးတွေကိုခံစားကြည့်ရှုပေးကြပါအောင်ခင်ဗျာ ော်တချင်းဆိုဖြစ်မှာပါအဲ့မဲ့ကျွန်တော်နေရာတော့အတိအကျတော့မသိရသေးဘူးအဲပြောထားတာက3-4ဦးဖြစ်နေတယ်နေပြီးတော့ဖြစ်မလားရန်ကုန်ဖြစ်မလားအဖိတ်ကဖြစ်မလားအတခုခုပေါ့ဟုတ်တချင်ကြရင်ကျွန်တော်ဘန်ကောက်မှာရှိမယ်ဘန်ကောက်ကအဲဆုံဂရန်ပွဲအတွက်ခဏသွားလဲမယ်ဟုတ်အဲညီမဒီနှစ်တကြံကတော့နေပြီးတော့ဖြစ်မလားရန်ကုန်ဖြစ်မလားတော့မသိညီမတိတ်တော့မသိချသေးဘူးရှင်ဟုတ်ကဲ့အဲကျွန်တော်တကြံမှာရန်ကုန်မှာပဲရှိမှာခင်ဗျဟုတ်ကဲ့ အာတကြံမှာတော့အင်ဂျင်မန်လေးရန်ကုန်ပေါ့နော်ရန်ကုန်ကလူငယ်တွေနဲ့ကင်ပသွားဖို့ရှိပါဒါရန်ကုန်ဖျားကြောင်းပေါ့နော်ရန်ကုန်နေချင်းခရီးအတင်းတော်လောက်တဲ့ဒီတောင်ကြီးမှာလုံးမှာပါအဲတော့လူငယ်အစည်းရုံးပေါ့ပြောမယ်လူငယ်အစည်းဝေးပေါ့အင်ဂျင်သွားဖို့ရှိတယ်ဒါတော့အဲလူငယ်တွေအတွက်ပျော်ဝဲရှင်ပွဲအနေနဲ့ပေါ့နော်ဖျားစာရေးတင်ပေးမယ်နောက်လူငယ်တွေအချင်းချင်းပေါ့နော်ဒီ fellowship ရအောင်လုပ်ပေးရဲပေါ့အဲအနေနဲ့ရုပ်သက်သက်ပေးမှာပါဟုတ် ကဲအနုပညာချက်ပရိသတ်တွေအတွက်ဒီကနေ့မှာဆိုလို့ရှိရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အနုပညာရပ်ဝန်းကတည်ငင်ထာများကိုပရိသတ်များစိတ်ဝင်စားစေဖို့ရတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျပရိသတ်များအနေနဲ့လည်းဒီနေ့ရဲ့အစီအစဉ်ကိုကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာကျေနပ်မှုလေးတွေရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဝေဖန်အကြံပြုချင်တာမျိုးရှိလို့ရှိရင် www.facebook.com/askanshow ဆိုတဲ့အနုပညာမူကောင်းငယ် page ကိုလာရောက်ပြီးတော့ဝေဖန်အကြံပြုပေးလို့ရပါတယ်ခင်ဗျနောက်ပြီးတော့ပရိသတ်များအနေနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကို online ကနေပြီးတော့ live stream ကြည့်ကြတယ်ဆိုရင် င်တော့ www.mrdvvote.tv လို့ဒါမိုဘိုင်းဒေတာလေးဖွင့်ပြီးဈိုင်းနေပြီးတော့ရောက်တဲ့နေရာမှာနေကြည့်လို့ရပါသေးတယ်ခင်ဗျဒီတော့ပရိသတ်များကိုဒီနေ့မှာစုံလင်လာတဲ့နေပညာရောင်ဝန်းကတတင်းခန္ဓာသီးသီးကိုတင်ဆက်ပေးခဲ့ပြီးမို့လို့ပရိသတ်များအားလုံးကိုနှုတ်ဆက်ချင်ပါတယ်ခင်ဗျကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲတာယာလှပတဲ့တင်းလာနေလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ